အယုတ်ရဲ့ J35 ကိုပြောက်စွန်းကြီးဟာအမြင့်ဆုံးတိုက်လေရင်လားကြည့်ရအောင်ဗျ။အယုတ်ရဲ့နောက်ဆုံးမျိုးဆက်တိုက်လေရင်တဲ့ J35 ရဲ့ရေဒါရှောင်ခွင်းနိုင်တဲ့ကိုပြောက်စွန်းကြီးဟာအမခန်းဆင့်ရောက်နေပြီးတော့တရုတ်အစိုးရကကြွေးကြော်နေပါလေ။တိုက်လေရင်စတင်တိဖင်ထုတ်လုပ်ခြင်းကလေးကမျိုးဆက်အစစ်စစ်ကူးပြောင်းခဲ့ရတာကလည်းလက်ရှိခေတ်အမူဆုံးပစ္စမမျိုးဆက်ဖြစ်လာပါလေ။ဒီတဲ့လေရင်အထူးခြားဆုံးဝိသေသကတော့ရေဒါနဲ့ထောက်လန်းမှုကိုရှောင်ရှားနိုင်တဲ့ကိုပြောက်နေပညာပေါ်ဝင်တာပါ။ ဒီနေရာမှာတတိထားတဲ့ချက်ကအဲ့ဒီလိင်နေဟာရေဒါပေါ်မှာလုံးဝပျောက်ကွယ်နေတာမဟုတ်ဘူးဆိုတာပါအဲ့ဒီစာရေဒါထောင်းလုံးမှာအရန်သိနေတဲ့ရာဝတ္ထုတစ်ခုအစ်စ်လောက်ထိဖြစ်အောင်ဒီဇိုင်းထောက်လုပ်တည်ဆောက်ထားတာဖြစ်ပါတယ်လိင်နေကိုရေဒါလိုင်းကဖြတ်သန်းသွားတဲ့အခါပဲ့တင်ရိုက်ခတ်ပြီးဖမ်းယူသိရှိတာမျိုးကိုရေဒါ cross section RCS လို့ခေါ်ပါတယ် နေတယ်မှာပြန်တန်းနေတဲ့အရာဟာကြီးလေလေ RCS ကကြီးလေလေပါဒီတော့ကိုပြောက်တဲ့လေလေဆိုတော့ကအင်တန်သိနေတဲ့ RCS မျိုးသားထောင်လန်းသိရှိနိုင်အောင်နီလန်းမျိုးစုံနဲ့လှည့်စားတိစောက်ထားတဲ့တက်လျင်တွေဖြစ်ပါတယ်ကဘာဝမှာထိရောက်တဲ့ကိုပြောက်ဆိုရင်ပိုင်ဆိုင်လာပြီးလက်တွေ့သုံးပြနိုင်တဲ့အစင်တီထုတ်ထားတဲ့တက်လျင်၅မျိုးသားရှိပြီးတရုတ်နဲ့အမေရိကန်တို့ကနှစ်မျိုးစီပိုင်ထားပါတယ်တရုတ်ဆိုရသတင်းဌာန CDB ဖော်ပြချက်မှာတရုတ်ရဲ့နောက်ဆုံးထုတ် J35 တက်လီဟာ RCS အရန်သိငယ်လို့ ။လေရင်ကြီးတစည်းလုံးရဲ့ရေဒါမှာပေါ်တဲ့ RCS ပမာဏဟာလူလက်ဖွာတစ်ဖက်စာလောက်သာဖြစ်မယ်လို့ပါပါတယ်။တမီးအပြောင်းအလဲပြောင်းငှက်တကောင်ကထုတ်လွှင့်တဲ့ RCS ထောင်မှာပို့သေးပါတယ်။ဒါကြောင့်ရေဒါတွေက J35 ကိုမတော်တဆထောင်လမ်းမိတော့မှလေရင်တစည်းထက်ငှက်တကောင်လို့တော့ကဲဖြတ်မိမယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ True Charge စမ်းကျတဲ့ Code Design Disable ကိုပြောင်းနည်းပညာဒါဟာတရုတ်လေကြောင်း Engineer တွေရဲ့ရုပ်ဝတ္ထုပစ္စည်းရွေးချယ်ပေါင်းစပ်မှုတွေရဲ့အကြောင်း J35 ကအင်မတန်စွန့်ထက်တဲ့ကိုပြောက်တဲ့လေယာဉ်စင်းဖြစ်လာခဲ့ကြောင်း CDB ကဆိုပါတယ်အင်မတန်အားကောင်းတဲ့ရေဒါတွေမှာတော့ J35 ရဲ့ RCS ဟာအလုံးစုံလက်တဖွားစာလောက်သာပေါ်နိုင်ပါလေ။ J20B ရင်တရုတ်ရဲ့ဒုတိယမြောက်ပြည်တွင်းဖြစ်ကိုပြောက်တိုက်လေယာဉ်အနေနဲ့မိတ်ဆက်ခဲ့လို့လေယာဉ်တွေသင်းမောတွေမှာပါအခြေဆိုင်နိုင်အောင်ရည်ရွယ်တည်ဆောက်ထားတဲ့ J35 ရဲ့ RCS ပမာဏကိုတော့တရုတ်စစ်တပ်ကတိကျမကျင်ညာပါဘူး။ ဒါပေမဲ့ CCTV ကတော့ J35 ရဲ့ RCS ဟာ30ကနေ100 students meter ကြားထိရှိနေတယ်လို့အရင်မှပြောသွားပါတယ်။ဒီနေရာမှာနိုင်ရှင်ရမှာပြန်ပြအမေရိကန်ရဲ့ထိုက်တန်းတိုက်တဲ့ရင် F35 ရဲ့ RCS ပါပဲ။ F35 မှာ RCS က15 students meter လို့ပြောပါတယ်။တနည်းအားဖြင့် radar ဘုံဟာကောက်သီးပေါ်လုံးနဲ့တလုံးစားလောက်ပဲပေါ်နိုင်တဲ့သဘောပါ။အိန္ဒိယစေတရတနာဝက်ဘ်ဆိုက်ကတော့တရုတ်ရဲ့ပထမဆုံးကိုပြောက်တက်လေရင် J20 ဟာ တရာကနေ1000 student centimeter ကြား RCS မျိုးလောက်ရှိနိုင်မယ်လို့ပြောပါတယ်။မြန်သာအောင်နိုင်ရှင်ပြရင်စတုတ္တမျိုးဆက် American တက်လိုက်ထမှာ F16 တွေက RCS 5 centimeter လောက်ရှိပြီး F15 တွေကတော့25 centimeter လောက်ထိပဲကြီးပါတယ်။တနည်းအားဖြင့်အဲ့ဒီလေယာဉ်တွေချင်းကဝင်ရောက်တော့ random radar တွေကခက်မြင်မြင်ပဲထောင်းလန်းမိတဲ့သဘောပါ။ကဘောမှာကိုပြောက်စွန်းရင်အမြင့်ဆုံးတက်လျင်ဖြစ်သတ်မှတ်ခံရတဲ့ American F-22 ကတော့ RCS 1 2 cm အောက်ပဲရှိမယ်လို့ယုံကြည်ရပါတယ်။ ဒါကကြောက်စစ်ခဲအသေးလေးတလုံးတော့တိုင်းတာပါတနည်းအားဖြင့် F22 တွေပြန်ရင်ရေဒါနဲ့ထောက်လန်းသိရှိဖို့လုံးဝမဖြစ်နိုင်သလောက်အသေးပဲပါဒီလိုမှုကွန်ရက်သုံးဆဲသူချို့ကတော့ J35 တွေဟာအမေရိကန်ရဲ့အစစ်မြေဆုံးတိုက်လေယာဉ်တွေကိုကိုပြောက်ဆွေးကြီးမှာရှင်းနိုင်တယ်လို့ကြွေးကြော်ပေမဲ့တိကျတဲ့ချက်လက်နဲ့တိုင်းတာဖို့တော့မဖြစ်နိုင်ပါဘူးအထူးသဖြင့်တရုတ်ရောအမေရိကန်မှာပစ္စမမျိုးဆက်တိုက်လေယာဉ်ပညာကိုအများကြီးဖုံးခီတိုးပတ်ထားလို့ရှိပါတယ် တရုတ်အခြေ35ရဲ့ပထမဆုံးမျိုးကွဲဖြစ် JD35A ကိုမနစ်ကကျိုးဟိုင်လေကြောင်းပြပေါ်မှာစတင်မိတ်ဆက်ပါလေ။နောက်တော့ JD35 ကရေတက်မှာပါအုံပြုနိုင်တဲ့မူကွဲဖြစ်ထွက်လာပါလေ။ JD35 ရော JD35A မှာပါအရန်ဆွန့်ထက်တဲ့ကိုပြောက်ဆွေးရည်မျိုးပိုင်းဆိုင်ထားပါလေ။စတင်မှာတော့ဒီကပေကျင်းမှကျင်းမတဲ့တရုတ်အောင်ပွဲနဲ့စီးပြချစ်တဲ့ပွဲမှာတော့အဲ့ဒီတက်လေနှမျိုးကပါဝင်အင်အားပြပြန်တန်းခဲ့တာဖြစ်ပါလေ။ CCTV အရင်ကလည်း JD35A ကိုကပောင်းမှာ ကိုပြောက်ဆွေးရင်အကောင်းဆုံးပိုင်ထားတဲ့တိုက်လေရင်လို့ရည်ညွှန်းမိပါတယ်စတေမာလာဇန်ပိုင်းတော့မှတော့ J35 ရတရုတ်ရေတက်လေရင်နေသင်းမောအခြေဆိုင်ပြီးအစင်းတက်လုတဲ့လေကျင်းမှုတွေကိုအောင်မြင်ပြီးမြောက်စေပါတယ်ဒါကြောင့် J35 ရကိုပြောက်နေမြညာပိုင်းနဲ့တိုက်လေရင်ထဲမှာတရုတ်လေရင်နေသင်းမောအခြေဆိုင်လှုပ်ရှားနိုင်တဲ့ဒုတိယမြောက်အမျိုးအစားဆိုပြီးမှတ်တမ်းဝင်ခဲ့ပါတယ်ပထမဆုံးတစ်မျိုးကတော့ American F35 တဲ့က F35B နဲ့ F35C လို့ဖြစ်ပါတယ်။ CDB ဆိုရ J35 တွေဟာ တန်30လောက်လေ့ကျင့်ရှိပြီးရေတက်မှာဂျေ15ဒီလိုစတော့ဒ်မျိုးဆက်တိုက်လေတွေနဲ့ပူးတွဲတောင်းဝန်ထမ်းဆောင်သွားမယ်ဆိုပါတယ်။တရုတ်ရေတရတတိယမြောက်လေနေသင်္ဘောဖြစ်လာမဲ့ဖူကျန်းကိုပင်လယ်ပြင်စံတက်မှုတွေလုပ်နေပြီးမကြခင်တက်တော်ဝင်စေမယ်လို့ယုံကြည်ရပါတယ်။တရုတ်ရေတရဲ့ကြီးဆုံးစစ်သင်္ဘောဖြစ်လာမဲ့ဖူကျန်းနဲ့တူ J35 တွေရဲ့လက်တွေ့စစ်စစ်လှုပ်ရှားမှုတွေလည်းပုံမှန်ကျင့်ပြလာမှာဖြစ်ပါတယ်။အဲ့ဒီတိုက်လေရီယာရှင်းထားတဲ့လောက်တကယ်ဆွမ်းဆွမ်းတို့ဆိုတော့အမေရိကန်ပါဝင်တရုတ်ရဲ့ပြန်ပတ်တွေက အကဲခတ်စောင့်ကြည့်နေမှာအသေးစားပဲဖြစ်ပါတယ်။တရုတ်ရဲ့မျိုးဆက်သစ် J35 ကိုပြောက်တိုက်လေဟာနိုင်ငံရဲ့ရေတပ်လေကြောင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်ရေးစွမ်းရည်စစ်စင်ဆိုင်ရာခြေနေတွေတည်တာမြင့်တင်ပေးလိမ့်မယ်လို့စစ်ဘက်ကျွမ်းကျင်သူတို့ကပြောပါတယ်။အလစာ J35 ကိုပြောက်တဲ့လေရင်ကို J15 လေရင်တင်မောအခြေဆိုင်တဲလေရင်ထက်သေးတာအဆင်မြင်ထားတယ်လို့တရုတ်ကြီးကန်းဘူဇူကြီးတူကပြောပါလေ J20 လိုလေကြောင်းသားလုံးကောင်းမှုတွေအတွက်အဓိကဒီဇိုင်းထောက်ထားပြီး လေးလက်နဲ့ကိုပြတ်တက်လေးအနေနဲ့မတူဘူးဆိုပါတယ် J35 အဝေးဟင်းမှာတာလုံးကောင်းမှုပြီးမြေပြင်နဲ့ရေချောင်းပြမျက်တွေကိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့အလက်စားကဏ္ဍဆောင်ကိုပြောက်တက်လေးရင်ဖြစ်ပါတယ်အနာဂတ်မှာကိုပြောက်ထိုးဖောက်ဝေရောက်မှုနဲ့နှုတ်ဝတ်တက်ခိုက်မှုတွေကိုသမုဒ္ဒရာတွေမှာတုံးချပြီးတိုက်ခိုက်ရေးစွမ်းရည်ကိုအမြင့်ဆုံးတုံးချမယ်ဆိုပါတယ်နာဂမညေမြင့်မောင်းသူမဲ့ကိုရက်တွေဟာလေကြောင်းလိုင်းချိန်ပြူလေကြောင်းတက်ဖွဲ့တွေဖွံ့ဖြိုးတဲ့ရေအတွက်အဓိကဦးတည်ချက်ဖြစ်လာနိုင်ပြီးလက်ရှိ J15 နဲ့ J35 တို့လိုလူလိုက်ပါနေပြီမဲ့လာမယ့်စစ်မှာတော့မောင်းသူတွေလေးမျိုးစားတွေဖြစ်တဲ့ကင်ထောက် drone တွေ၊ကျိုတင်3 bit drone တွေ၊တာမန် drone တွေနဲ့စစ်ပွဲသုံး drone တွေ23နဲ့ drone တွေအစားရှိတဲ့မောင်းသူတွေလေးမျိုးစားပေါင်းစုံပါလာမယ်လို့တရုတ်ရဲ့တပ်ပေါ်သူကြီးတို့ကပြောပါလေ။ဒါအပြင်တရုတ်ဟာဖြစ်တဲ့နိုင်ငံပဲရီမှာကျင်းပတဲ့လေကြောင်းပြပွဲမှာပြည်တွင်းဖြစ်ပစ္စမော့မျိုးစက်တိုက်လေရင်ဖြစ်တဲ့ J35A ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ သူတို့တွေနဲ့ခုလိုမျိုးပြီးဆိုင်ရန်လေကြောင်းပြောင်းမှာထုတ်ဖို့ပြသတာပထမဆုံးဖြစ်ပြီး J35A ကိုပြည်ပနိုင်ငံတွေရောင်းချရေးအတွက်လှုပ်ဆောင်လာတာဖြစ်ပါတယ်။တရုတ်မြန်မာလေကြောင်းနည်းပညာသွင်းကုန်နဲ့ပို့ကုန်ကော်ပိုရှင်ကဒီလေကြောင်းပြောင်းမှာ J35A ရဲ့ပုံစံငယ်နဲ့တူပါဝင်ပြသခဲ့ပါတယ်။ J35A ဆိုတာတရုတ်နိုင်ငံကလက်ရှိသုံးနေတဲ့ J35 တက်လေရင်မြေပြင်ခြေပြုတက်လေမျိုးစားလည်းဖြစ်ပါတယ်။ရှင်းရလေကြောင်းကော်ပိုရှင်ကတည်ထွင်ထားတဲ့ J35A ကိုပြီးခဲ့တဲ့နှစ်လုံးပါကကျိုးဟိုင်လေကြောင်းပြောင်းပေါ်မှာပထမဆုံးထုတ်ဖော်ပြသခဲ့တာပါ J35 တက်လေရင်ဆိုတာ J20 တက်လေရင်ပြီးနောက်တရုတ်နိုင်ငံရဲ့ဒုတိယမြောက်ပစ္စမမျိုးဆက်တက်လေရင်မျိုးစားပါအခု Paris လေကြောင်းပြောင်းမှာ J35 အနေနဲ့ J20 ပါပွဲထုတ်ပြသပြီးဒါမှမဟုတ်တရုတ်နိုင်ငံက J20 ကိုပြည်ပနိုင်ငံတွေရောင်းချမှာမဟုတ်ဘူးလို့ဒီလင်းပြောထားပါတယ် တရားဝါ J35 ကိုထုတ်လုပ်ခဲ့တာကလေရင်သင်းမောအခြေပြုပြန်လည်နိုင်မဲ့လေရင်ဖြစ်ဖန်တီးခဲ့တာဖြစ်ပေမဲ့လေတက်အတွက်၃နိုင်စဖို့ J35A ကိုထုတ်ခဲ့ပါတယ်။ပထမဆုံးပြန်သမှုကို2023စက်တင်ဘာမှာလုံဆောင်နိုင်ပါတယ်။တရားဝင်အနေနဲ့ခုလိုမျိုးစစ်မြေတက်လေရင်ကိုပြည်ပအောင်ရောင်းတဲ့အခါအမေရိကန်နဲ့ဥရောပတို့ကဝယ်ယူလို့ခြင်းမရှိပေမဲ့အရှေ့လက်ပိုင်းဒေသနဲ့တောင်အာရှဒေသကတော့အဲ့ဒီတက်လေရင်ကိုအဓိကအပြည့်နဲ့ဖောက်တဲ့တွေဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာဟိုပဲတရုတ်ဟာသူတို့ရဲ့ G35A တိုက်လေယာဉ်အစင်း40ပါကစ္စတန်ကိုရောင်းချပြီးဖို့ကန့်လန့်ထားတယ်လို့ပါကစ္စတန်တာဝန်ရှိသူတွေကပြောပါတယ်။တကယ်လို့ဒီသတင်းနဲ့အမှန်ဆိုရင်ဒါဟာ G35A တိုက်လေယာဉ်ကိုပထမဆုံးချိန်ပြပတင်ပို့မှုဖြစ်လာပါပါ။တရုတ်က G35 မျိုးစားတိုက်လေယာဉ်ကိုထောက်ရမှာဝင်းရင်ရေပြင်ပူးတွဲတာဝန်ထမ်းဆောင်နိုင်ရင်းနဲ့လေယာဉ်တစ်စင်းနဲ့အမျိုးအစားအမျိုးမျိုးဆိုတဲ့အယူအဆနဲ့အညီလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်လေယာဉ်ကစစ်မြေပြင်မှာပူးတွဲ ပူပေါင်းစည်းရင်းခြင်းမှုတွေကောင်းကောင်းကြီးဆင်နွှဲနိုင်တယ်လို့တိုက်ပွဲလိုအပ်ချက်နဲ့ညီအများဆုံးဖြန့်ကျက်တိုက်ဆွဲနိုင်စရှိပါတယ်။ J35 အကထိုင်ကုန်တလုံးမှာအင်ဂျင်နှလုံးတက်နဲ့လက်နက်အိမ်ကိုလေယာဉ်ဝင်ပိုက်တွေထည့်ထားတဲ့တိုက်လေယာဉ်ပုံစံပါ။တရတောင်မှလေယာဉ်က J35 နဲ့ရှင်အနေနဲ့တူပြီးရေဒါဖိမှုမှုကိုရောနှဲစေနိုင်မဲ့လှုပ်ဆောင်ချက်များပါပါတယ်။ပစ္စမမျိုးဆက်တိုက်လေယာဉ်ဖြစ်တာနဲ့အညီအစင်းမြေရေဒါစနစ်ပြင်းမဲ့ရှာဖွေထောက်လေးစနစ်အစားရှိတဲ့စနစ်တွေတက်ဆင်ပေးထားပါတယ်။ ။လေရင်ထွက်ကွာစဉ်အမြင့်ဆုံးလေးကျင်းဟာ28တန်ဝန်းကျင်ရှိပြီးသူရဲ့ဆက်စပ်နိုင်တဲ့နယ်မြေဟာကီလိုမီတာ1200မှသည်1900အထိရှိတယ်လို့သိရပါဗျ။